တမင်းဖြစ်သူရဲ့ဇာဝင်ခံတွေကိုရေနနာနဲ့ကြီးခဲရတဲ့ဆိုတဲ့ခင်လိုက်။ယခုအခါမှာတော့ခင်လိုက်တို့မိသားစုကအနည်းပညာရှင်မျိုးဆက်တဲ့တွေထပေါ်လာပါပြီ။သူရဲ့အသားနဲ့တမင်းနှစ်ယောက်လုံးကအနည်းပညာတွေးအပြိတ်ပါတဲ့အတွေ့အပြေဝအထောက်ခံအားပေးနေတဲ့မိဘတယောက်ဖြစ်ပါတယ်။ခလိုင်ရဲ့တားဖြစ်သူနေရဲကလည်းရုပ်ရှင်ဇာကားကြီးတွေမှာပါဝင်ဖို့အတွက်ကိုယ်တိုင်စူးစမ်းခဲ့ပြီးအခုအခါမှာဆိုရင်တော့ယုံတင်ဇာကားကြီးတွေနဲ့ဇာလံတွဲတွေမှာပါဝင်တရုပ်ဆောင်နေရပါပြီ။ ိတ်တက်တွေရဲ့ရှခင်အားပေးမှုအပြည့်အဝရရှိနေတဲ့အနည်းပညာရှင်တယောက်ဖြစ်လို့နေပါပြီ။အခုအခါမှာဆိုရင်တော့သမီးဖြစ်သူတစ်စင်သူမြတ်ပါဝင်တရုတ်ဆောင်ထားတဲ့ရင်ဖွဲ့ပြရှင်သည်ဆိုတဲ့မဟာယုတ်တန်ဇလန်းတွဲကတော့သမီးဖြစ်သူရဲ့ဇဝင်ခန်းတွေနဲ့ပတ်သက်ပြီးခံစားရတဲ့ခံစားရှိအမှန်တွေကိုအန်တာဗျူးမှဖြစ်ဆိုထားခဲ့ပါတယ်။ရင်ဖွဲ့ပြရှင်သည်ဇလန်းတွဲကအင်တောင်ရေးဖောက်ပြန်ပြီးမိမ့်မပြိုလေးတွေကိုဖြစ်စည်းတဲ့သူအကြောင်း ပညာပေးဇာလအဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ session နဲ့အောက်ကလေးတွေမကြည့်တဲ့မကြားတင်တဲ့အစကားတွေအမြင်တွေပါပါတယ်။အဲဒီဇာလထဲမှာဒဇင်ထူးမြက်ကလည်းဖြစ်စည်းခံရတဲ့မိန်းကလေးတယောက်အဖြစ်ပါဝင်တယောက်ဆောင်ထားပါတယ်။အခုလိုဖြစ်စည်းခံရတဲ့ဇောင်းဝင်ခန်းတွေနဲ့မင်းသားတွေရဲ့ထိကပားရေကပားအလုပ်ခံရတဲ့ဇောင်းဝင်ခန်းတွေရောက်ရင်အဖေဖြစ်သူတယောက်အနေနဲ့ဘလို့ခံစားရလဲဆိုအင်တာဗျူးမေးခွန်းအပေါ်မှာတော့အနုပညာကိုတော့အနုပညာလိုပဲကြည်ပါလဲဆိုပြီးဖြေကြားထားပါတယ်။ မင်ဒါနေတိုကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားအဖြစ်ရပ်တည်နေတာအချိန်တစ်ခုထိကြာမြင့်နေပြီလည်းဖြစ်ပါတယ်။ကိုဗစ်ကာလနဲ့အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးတာကြာလာကြတဲ့နေတိုနဲ့ပြည်သူတို့ဟာယခုချိန်ထိပြည်တပ်တွေရင်ထဲမှာတော့အောင်မြင်ဆုံးမင်းသားတွေအဖြစ်နေရယူထားဆဲပဲဖြစ်ပါတယ်။ဒီလတွေမှာပြတ်တက်နေတဲ့ရုပ်တင်ဇာတ်ကားတွေထဲမှာလည်းဝိုင်းရင်မင်းသားဆိုလို့မြင့်မြတ်ကိုယ်တော်မြင်တွေ့ရတော့ပြီး ြန်တဲ့တတဆမင်းသားတွေကိုတော့ဘလို့မှသူတို့လောအကြိုက်မတွေ့ခက်ကြတာလည်းဖြစ်ပါတယ်။ဒီလူကတော့မြန်မာနိုင်ငံရဲ့တရုတ်ဆောင်ကြီးမြစ်ဆုံးမင်းသားတလက်ဖြစ်ပြီးရုပ်ရှင်ဇာကားတကားကိုတင်းတထောင်ကျော်ထိရရှိနေတာပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်မအောင်မြို့မှာမွေးဖွားခဲ့တဲ့နေလင်းအောင်ခေါ်နေတို့ဟာအခုဆိုရင်အသက်42နှစ်အထိရှိနေပြီလေဖြစ်ပါတယ်။အသက်40ကျော်တယောက်လို့မထင်ရအောင်ယခုချိန်ထိငယ်ရွယ်နှစ်ပြည့်နေစေပဲဖြစ်တဲ့နေတို့ဟာအနည်းပညာလောကထဲမှာလည်း စိတ်ထားကောင်းလူတယောက်အဖြစ်ဂုံတင်ကြော်စောပါတယ်အရှေ့တင်းတွေနဲ့ပတ်သက်လာရင်လဲတိုတိတ်လုံးတဲ့အနေတို့ဟာတူတွဲခဲ့ဖူးတဲ့ရီးစားဟောင်းတွေကိုတောင်းသူနဲ့ပြတ်သွားတော့မှဗိတ္တတွေကတီခွင်ရခဲ့ကြတာလည်းဖြစ်ပါတယ်ဒါတောင်မှတချို့တွေကအစ်စ်အရွယ်တစ်ခုရောက်လာတဲ့အထိအိမ်တော်မပြုတ်ခဲ့တဲ့အနေတို့ကိုဂေးတယောက်လိုဆဆဲတာမျိုးတွေတောင်းရှိခဲ့ဖူးပါတယ်နေတို့ရဲ့ရီးစားဟောင်းတွေဖြစ်ကြတဲ့ပန်ပန်နဲ့ပရက်ရှာတို့ဟာနေတို့ကိုအယူအမှုဆွဲလန်းခဲ့ကြဖူးပြီး လမ်းခွဲတဲ့အချိန်မှလည်းအကြီးအကျယ်စိတ်ထိခိုက်ခဲ့ကြရဖူးပါတယ်။အဲ့ဒီရီးစားဟောင်းတွေကိုနေတိုးဘက်ကပဲအဆက်အသွယ်ဖြစ်ခဲ့တာဖြစ်ပြီးဘယ်ရီးစားနဲ့မှအကြကြမတွဲခဲ့တဲ့နေတိုးတရားယခုလိုမိသားစုဘဝလေးနဲ့ဖြစ်လာမယ်လို့ဘယ်သူမှမထင်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။နေတိုးဟာသူ့အနားမှာ model တွေမင်းသမီးတွေဝိုင်းဝိုင်းလည်နေပေမဲ့အနည်းပညာလောကထဲကမဟုတ်တဲ့တာမာရခိုင်တိုင်းရင်သူလေးကိုလထခဲ့တာလည်းဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြလို့လည်း ပိတ်တာတယောက်ရှင်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။